ော်မြူလာလေးနှစ်ခုပေးထားတာပေါ့ဒီတေဘယ်လေးကိုတေဘယ်နင်းလေးပေးထားတယ်တေဘယ်နင်းပေးတဲ့အခါကျရင်ကွန်ထရိုးတီနဲ့အရင်ပေးထားတယ်ပေးပြီးပြီးဆိုရင်ဒီမှာဖော်မြူလာကိုဒီတစ်ခုအရင်ရေးပေးမယ်အဲ့တော့ညီမချင်း ူကပါလို့ပြရမလဲဖီတာလို့ရေးလိုက်တက်ခုံလိုက်ပေါ့မှာခွေတားလေးကအောက်မှာပေါ်နေတက်ခုံလိုက်ဤရိယကြတော့ခုနကတော့ဒီဘက်တိလို့နာမည်ပေးတာအဲ့ဒီဘက်တိကိုတက်ခုံလိုက်ပေါ့အဲ့ဒီကပြီးသူကပါလို့အောင်လဲဆိုပေါ်မှာလေးကုတ်လိုက်အဲ့မှာဆက်ချင်းလုပ်ဖို့အတွက် is number ဆိုတာလေးကို အဲဒီကောင်လေးကိုလှုပ်ပြီးတော့ search ရာလေးကိုနှိပ်လိုက်တာနဲ့ဘယ်ကနေရှာမလဲဆိုတော့သတ်မှတ်ပြရမယ်။အဲဒီစီပိုးပေါ့။အဲဒီကောင်လေးကိုကော်မာလေးကုတ်လိုက်။ရှာချင်တာပါလေဆိုတော့ခုနတီဝဲတဲကတီဝဲပေါ့။အမှန်ကတော့တောင်ကွင်းလေးနဲ့တော့ အဲ့ဒီမှာသူက date ဆိုတဲ့ဟာလေးရှိတယ်တက်ခုံလာတောင်ဝင်းလေးပြန်ပြေးလိုက်တောင်ဝင်းလေးပြေးပြီးရခါကျရင်သူအကူလေးနှစ်ခုထပ်ပြီးတော့အများချင်းဆို true လို့လုပ်လိုက်အ true လို့ထည့်ပြီးတော့ပါလောက်ပြရတယ်ဆိုတော့တကယ်လို့ညာ ဒေတာမရှိဘူးဒီကနောက်ဖောင်းဆိုပြီးရေးပြီးအဝိဇောပုတ်ပြီးအန်တာလေးခေါက်လိုက်ပြတ်ဆိုတော့ရောက်သွားကဲရောက်သွားပြီဆိုသူကဘလူးကွန်လဲဆိုတော့ဒီဒိတ်တီကိုသူကဒိတ်တီကသူကနံပါတ်ဖောင်းမှန်းနဲ့သူသွားတယ်ဘာဥပမာဝင်လာကဲဒီဒိတ်တီကို နော်ဒီမှာ short တွေပေါ့အဲဒီဒိတ်တွေကိုကိုယ်ကရှာခြင်းတဲ့ခါကျဒီတိုင်းရှာလို့မရသူ့နံပါတ်ပေါ်မဲ့ကိုယ်ကဘာလုပ်ပြရလဲပေါ့ဥပမာပေါ့25ရက်တက်လာ1963ဆိုတာအဲနံပါတ်ပေါ်မဲ့ပြောင်းလိုက်တာအဲ့ကောင်လေးကို copy ပြူလိုက်ပေါ့ရှာခြင်း အဲ့ဒီမှာလာပြီးတော့ပြေးချလိုက်ပေါ့1963ဒီဆန်ငါးရက်လက်1963ကမြန်မာလို1924ခုနှစ်တဘူရွေးလာစမ်းရတယ်ဒါတင်ငန်းစာလေးရတာပဲအဲ့မှာနောက်တစ်ခုကိုကထပ်ပြီးတော့လှုပ်ချင်တယ်ဆိုတော့ဒီတကူလာကိုထပ်ထည့်ခြင်းနဲ့ဆိုရင်ဒီကောင်းမြန်မာဒိတ်ကိုရှာခြင်းနဲ့ဆိုရင်ကြတော့သူကဘယ်လိုလုပ်ရလဲဆိုတော့နောက်တစ်ခုထပ်လောက် အဲ့အဲ့တော့ဒီကောင်လေးကိုပြန်လာလိုက်ဒီနေရာမှာနောက်တစ်ခုရှာခြင်းလဲဆိုရင် तू อ่ะဒါလေးကို तू อ่ะဒါလေးကို copy ကူးခဲ့ပေါ့ဒီ imagine to ဆိုတာကိုပိတ်လိုက် copy ကူးပြီး तू อ่ะဘာလုပ်လဲဆိုဒီမှာပိတ်ချလိုက်အဲ့ဒီမှာ तू อ่ะမြန်ဒိတ်ဆိုတာအစားထိုးလိုက်ရောနော်အဲ့ဒါ तू อ่ะဘယ်လိုလဲဆိုတော့ကဲ तू ့ကို ဟောဒီမှာနော်အပေါင်းဆိုပြီးတော့ copy ကူးတာကိုပြေးချလိုက်ပြီးတော့တေဘယ်တိတိမြန်လေးကိုဒီမှာထိုးလိုက်ကျန်တာဒီတိုင်းပဲအဲဒါကိုမရိုက်တော့ copy ကူးလိုက်ဒါလေးကပြထားပြီးမှာအဲဒီမှာ तू ကဒီမှာလာပြေးချလိုက်ပေါ့ပြေးချပြီးတော့ तू ကအန်တာခေါက်လိုက်ပေါ့အဲ့ဒါဆိုရင် तू ကဒီမှာနော်မရိုက်တော့ဒါကို copy ယူလိုက်မယ်နောက်ပြီးတော့ဒီမှာ तू ပြေးချလိုက်မယ်ဆိုတော့ ထတ်တာခေါ့အဲ့ဒါဆိုရင် तू ကအဲ့ဒါဒီမှာပါလေဖိုးနော်ခုနကတော့တိုင်းတိုင်းတက်ထားတယ်ကိုရှာကျင်နာကဖိုးပါအဲ့ဒါကြောင့်ပြင်ပြီးပေါ့ဒါဘူးလူတလူပဲ 2024တပူရဲလာစတဲ့ရက်ဟောအဲ့တော့ဒါလေးကကုလားပြောလို့သူကပါပဲกว่าวะလဲဆိုတော့อิสนามาနေစပြီးတော့ကူးလိုက်တာကူးပြီးဒီမှာတော့ဒိတ်เนาะဒီမှာကြတော့သူမြန်ဒိတ်ဆိုတာလုပ်လိုက်တာဒါပဲဟောအဲ့တော့ဒီမှာပြန်ပြီးတော့နှစ်ခုရှာလို့ရပါမှာပေါ့သူ့ကို copy ကူးလိုက်မယ် သူ့ကိုပြေးချလိုက်မယ်အဲဆိုရင်လည်းဒါပဲပြန်ရတာတကယ်လို့သူ့ကိုဒါဆိုဒါရပါတယ်အဲ့တော့လှုပ်ထားမှာပါလဲဆိုတော့ဒီမှာတီဘဲကိုကိုထုတ်တည်း name တီဘဲ3လို့ပြန်ထားတယ်စိတ်ဓာတ်ပြေးလို့ရတယ်ပေါ့အဲ့တော့ဒီမှာခုနကိုရှာကျင်နာကိုကိုနော်ဒီမှာတရားပေါ့ကိုရှာကျင်နာကိုတိတ်ဖုံးမကိုနံပါတ်ပြောင်း နံပါတ်ပြောင်းအဲ့နံပါတ်ကိုဒီမှာရိုက်ထည့်ရိုက်ထည့်ဆိုတာရတယ်အဲအဲ့လိုပဲ तू ကအခုကျတော့နှစ်ခုလောက်ပြီးထားတာပေါ့ဒီမှာမြန်မာလူဆိုရင်လည်းရိုက်ထည့်လည်းရတယ်အဲနမူနာပြအဲ့တော့ तू ဒီမှာပေးချအဲ့လိုလည်းရတယ်ပေါ့အဲတင်ငန်းစာလေးရထားပါဦး ာပိုင်းအနေနဲ့ကဘာလုပ်ပြရမလဲဆိုစတင်လေးတွေစောက်ပြရစတင်လေးတွေစောက်ပြီးမယ်ဆိုတော့ဒီမှာပေါ့နော်ဒီစက်ထဲမှာပါရှိလေရှိတ်အဲ့ရှိတ်ကတော့ဒီမှာအလေးဒီလိုဆွဲထားလိုက်တာ အဲ့ဒီလိုဆွဲချပြီးတဲ့အခါကျတော့အရှင်ပြည်သားလေးယူလိုက်ပေါ့အဲ့ဒီလိုအကောက်ကလေးရလာပြီဆိုရင်နဲ့ဒီ insert ထဲမှာသူက icon ဆိုတာရှိအဲ့ဒီ icon လေးကိုနှိပ်လိုက်အဲ့မှာသူကပေါက်လေးချလာတဲ့အခါကျရင်အဲ့ဒီ icon မှာ subscribe လေးရိုက်လိုက် အဲဒီ sat လေးကိုမကလုတ်ပြီးတော့ insert လုပ်လိုက်ပေါ့အဲ့ဒါအဲ့ဒီကောင်ကွာပြောင်းလေးတွေလည်းပြောင်းလို့ရတယ်ပေါ့နော်နောက်တကသူ့ဒီတဲ့ထဲမှာ ਉਹ တေးလိုက်ပေါ့နည်းနည်းလေးတေးလိုက်အောင် အဒီလိုလေးပြီးတဲ့ခါကျတော့ဒီနေရာမှာကြောစရာတခုရှိတာရောအဲ့ဒါ developer mode ကိုသူကဖွင့်ပေးဖို့လိုတယ်အဲ့ဒါအဲ့ developer mode ကိုဖွင့်ဖို့အတွက်ကြတော့ကိုကဟောမှာတော့ file name မှာ option အဲ့ဒီ option name မှာသူက ribbon ပေါ့အဲ့ဒီ ribbon မှာသူကဟောမှာတွေ့လား developer ဆိုတော့အဲ့ဒါလေးကို on ပေးရမှာ ဲ့ဒီလိုအွန်မှသူကဆက်လုပ်လို့ရအဲသူကပါလဲဆိုတော့ developer w ကိုခုံလိုက် insert ကိုတွားလိုက်အဲ့မှာသူက search box လေးရှိတယ်အဲ့ဒီ search box လေးကိုသူကတင်မှာပေါ့လှုပ်လာလှုပ်လိုက် search box လေးကိုဒီမှာလှုပ်လိုက်ဒါကခုနက တင်မှာအဲ့ဒီလိုလုပ်ပြီးတော့သူက property ကိုသွားလိုက်။ကဲဒီမှာလင်းဆဲဆိုရှိတယ်။လင်းဆဲအတွက်ဒီမှာ C3 ဆို C3 C4 ဆို C4 စိုက်တာကြည့်လို့ရတယ်ပေါ့။ C3 လို့ပေးလိုက်။เนาะအဲ့ဒီလို C3 လို့ပေးလိုက်ရင်ဒီမှာ လင်းစေတင်းစေစီတရီအခါသူ့ဝါလီပြင်လာအောင်မယ်ပေရှေအဖက်မှာသူ့ဖလက်ပဲလုပ်လိုက်အဲ့လိုလေးလုပ်ပြရအဲ့လိုလေးလုပ်ပြီးတော့သူကခုနပြောလို့ပေါ့ ဲ့သူကဘာလို့ရလဲဆိုတော့ခုနကဒီရှိမဒီကောင်းလေးကိုအကုန်ကူးယူလာခဲ့အနမူနာပြတာတန်းနေဟာတော့ခုနပြောလို့ပေါ့ဒီဇိုင်းမို့ပြင်လာ အဲ့တော့ဒီညမှာကုတ်ကြီးရတော့အဲ့တော့ကုတ်ရည်တာကြတော့เนาะဒီမှာနှစ်ခုပေးတာစမ်းကြည့်ပေါ့ဒီမှာကြတော့သူကဒီနားမှာနံပါတ်တစ်ခုတိုက်တယ်ဆိုတော့အာဂျိုင်းလိုက်ပြီเนาะဒါပေါ်လာတယ်တွေ့လားအဲ့အဲ့ဒီနံပါတ်ကိုဖြောက် ဖြောက်ထားလိုက်ပဲသူတို့မမြင်အောင်ပေါ့ဖောင့်ကိုအနီအောင်ပဲလုပ်လိုက်ဒါဆိုပြောက်သွားသေးတာမမြင်ရတော့เนาะအဲအဲ့ဒါလေးကစမ်းကြည့်ပါကျေးဇူးတင်ပါတယ်